လုံးမင်္ဂလာပါရှင်ဒီနေ့ကတော့မုံငါချက်နေရအများရှိရထဲအမှာမင်းတို့ရမှာပဲမုံနဲ့ချက်တဲ့မုံငါလေးနဲ့ဒီနေ့ချက်ပြပေးမယ်နော်ချက်နေလေးကရိုးရှင်းလွယ်ကူပြီးတော့ရန်စားကောင်းတဲ့မုံငါလေးပေါ့နော်ပန်းဆိုင်လို့ရှိရင် ညှောက်ပေးရပါလေဒီဦးကြီးကကျတော့မနေ့ကမှအညာနဲ့ရောက်လာပေါ့နော်ဒီနေ့ကအိမ်မလေးဦးကြီးခွာရှိရယ်ကလပဲစိတ်မုံရှိတယ်အညာမွေးကချက်စားချက်ကြီးလာရောချက်ကြီးလာချက်ကြီးပြပြအောင်မပြောဦးသေးပဲဘာတော့ပဲမဲမုံနဲ့ချက်တယ်မဲမုံနဲ့ချက်တယ်ငါပြောဦးထဲလားအေးပေါ့ဟောငါပြောဦးထဲတယ်ချက်တော့နေဦးသေးသေးထဲတယ် တော့စသားနဲ့မဟုတ်ငါးနဲ့လည်းမဟုတ်အဲ့ဖြစ်ရတယ်ဘယ်လိုဖြစ်ဖြစ်ဖြစ်ကိုကြားနိုင်ရင်ဖြစ်ရတယ်ဒီကသားညာကိုကြားရတယ်စသားကလပန်းနဲ့မှဆက်တဲ့ဟိုဟာမဝင်ကားမဟုတ်လားဟာဖြစ်ပါတို့ကညာတယ်ဒါအားဖြင့်ညာကိုကြားနိုင်ရင်ဖြစ်ညာအဆူဒီကသားတော့မထဲတော့ဘယ်တော့ထဲတယ်ညာဘယ်တော့ထဲတယ်ညာဘယ်တော့ထဲတယ်ညာပိတ်တဲ့ဒီနေရာရတော့ပိတ်နေတဲ့မှန်နေခွဲဖတ်တာဒီလုံးတော့မဲ့ဒီလုံးတော့ခွဲမှာ ကဲပိန်နေသေးကုန်တဲ့ခါကျရင်ကျမောက်သေးစားရပါမယ်ကမကျမောက်သေးရဒီနေ့ကအသေးနေတယ်ခိုင်းနေခုတ်လိုက်တာဆိုတော့လေဝင်ကားချက်ပြီဆိုလို့ရှိရင်လေငှက်ပြောဦးထဲတဲ့အပင်ရဲ့အောက်ခြေအားဟိုဥရိုင်းအလုံးကြီးလားအဲ့ဒါကြီးကပိုပြီးစားကောက်နေဆိုလို့လေးမယ်လို့ဒီနေ့အပင်တစ်ခေလုံးပူလိုက်တယ်။ဒီနေ့ကဦးလည်းသုံးမယ်။ဒီအောက်ခြေကအလုံးကြီးကမြန်မခေါ်တတ်လို့ပေါ့နော်။အဲ့ဒါလေးလည်းသုံးမယ်။မပြောဘူးကြတော့လေမမဲအောင်လို့မြန်တို့ကအရင်ဆုံးရေးအေးလေးထဲမှာဆန်းလေးထည့်ပြီးတော့မြန်တို့ကရေးစိန်ထားပေးတာပေါ့နော်။ กูดีอ่ะนี่ပြီးတော့သွားအသက်ထွက်ထားတာဒါကပဲကြက်မှောက်ဒါကပဲစိမ့်မှောက်ဒါကအကြော်မှောက်ပေါ့နော်အကြော်မှောက်ဆိုလို့ရှိရင်ဘူးဒီကြော်မလားဖះကြော်မလားကြက်တုံကြော်မလားကြိုက်တာကြော်လို့ရတယ်နော်အပွင့်နေကြော်မလားဟိုတလောက်ဆိုအရင်ခက်စားသွားတယ်လေအပွင့်ကြော်တာတို့ဒါဆိုလို့ရှိရင်ဘာမှဆက်ဆရာမလို့အကြော်မှောက်ဆိုရင်သူ့ဟာသူကြီးဖြော်ပြီးတော့ထည့်ပြီးတော့ကြော်ရုံမယ်နော်ဒါဆိုလို့ရှိရင်ပဲစိမ့်မို့နိုင်တို့လို့ခုလိုအညာမောင်ကြီးကချက်မလားပြီးရင်နိုင်တို့တွေတိုးဘူးနှွေးလုံမလား ြင် audit ချက်တွေဆိုလို့ရှိရင်လည်းဒီလိုပဲစိတ်မှတော်တော်လေးအဆင်ပြေရနော်အနံလေးဆိုမှုကြီးများပဲပြီးတော့လေနယ်နိုးတွေဒီဘက်မှာဆိုကြက်သွုံလေးနဲ့ပဲစိတ်မှုလေးနဲ့ကိုအပြစ်လေးဖြော်ပြီးကြော်ကြတာလေးပဲမုံကြော်လို့ခေါ်တယ်အဲ့လိုကြော်စားမှစားလို့ကောင်းတယ်ဒါကြတော့ကုတီရဲ့ပဲကြက်မှုပဲကြက်မှုကကြတော့နယ်နိုးအိမ်တိုင်းမှာအများနဲ့စောင့်ထားတဲ့အရာပဲဘာဖြစ်လဲဆိုတော့နယ်နိုးကအရွယ်တုပ်လေးအပွင့်တုပ်လေးတော့ရတာကြိုက်တာဆိုတော့လေပဲကြက်မှုလေးပါမှအဆင်ပြေတာပြီးရင်အခုတည်တည်ပေါ်ရရတယ်ဆိုလို့ရှိရင်တည်တည်တုပ်စားမလားပေါ့ အနေရဆိုလို့ရှိရင်မုံဖက်တုပ်စားတာဒီပဲကြက်မုံနဲ့ကြက်တုံနေစီကြက်ချက်ပြီးတုပ်စားတယ်တော်တော်လေးမှုရတော်တော်လေးစားကောင်းတယ်ကဲပဲစိမ့်မုံကတော့ဒီလေးအညာမုံကချက်ပါမယ်ไปแน่ดีเลยดูดีดูดูโบใจไปแน่ดีเลยไปแน่ดีเลยดูดีใจไปแน่ไปแน่ดีโบใจจ้ะล่ะโอ้ยเนี่ยหนูอ่ะที่บ้านเลี้ยงอ่ะอกงว่าอัญญาดูดิโซดล่ะไอ้หลูမျိုးอัญญาหมองก็ฉ่ายังใจจ้ะล่ะพอตะคามะหมอมวยนี่หนูอ่ะฉัดไปแล้วปุ๊บไปแล้วใจจ้ะล่ะโซดทีนี้ မြများလေးလုတ်လိုက်မယ်မြများလေးလုတ်ပြီးတော့ဘေးအိမ်လေးတွေကိုအိမ်မားလဲဟိုမှာပိန်နေသေးရလဲခွင်းနေတာဆိုတော့ပိန်နေသေးလေးရဲ့အညာမဝင်ကားလေးရဲ့ပေါ့နော်မဝင်ကားစားပြီးအချိုတက်ရဝင်လိုက်မယ်ဝင်ကားလေးလူအယောက်20 30စာလောက်ဆိုလို့ရှိရင်ဒီပဲစိမ်မောက9ထုံးနဲ့ဆိုအဆင်ပြေတယ်နော်ပဲမုံလေးတွေကိုမြိုင်တို့အရင်ဦးဆုံးရှည်လေးနဲ့ဖြောပေးထားပါတယ်ဒီဂူဒီရဲ့ကလပဲရကြတော့လေမြန်မာနိုင်ငံအလဲပိုင်းမှာရှိတဲ့သူက quality ကောင်းတဲ့ကလပဲတွေတုံးထားပါပေါ့နော်ဒါကလပဲစားလို့ရှိရင်အာဟာရဓာတ်ဘလောက်ကျွဲဝါလဲဆိုတာတော်တော်များများသိမှာပါ ခလေးတွေဆိုလို့ရှိရင်ကျွေးပဲပါတာကျွေးရတာလို့အဟာရဓာတ်လေးကျွဲဝအောင်လို့ဒီကဲမူပြဲတယ်နဲ့ဆက်ရပါမယ်ရေကိုအမြဲတမ်းပုတ်ပတ်ဆောင်ပြုတ်ထားလိုက်မယ်ပြီးတော့မှဆနွင်းမထဲတော့ဆနွင်းကိုကျက်တုံးနေစီချက်ထဲနဲ့ထဲလိုက်မှာပြီးတော့မှအဲ့ဒါနဲ့မှုစားမှာမောဘတ်ချောက်ကလည်းရေစိန်ထားလိုက်မယ်ညလို့ရပါလေမတင်ဆန်းဆိုရင်မောင်ကအရင်စားကောင်းတာအဲ့လိုပဲစိမ့်မုံနဲ့ချက်တာလေမလဆာဆိုလို့ရှိရင်သူ့ဆိုင်တတ်တတ်စားရွာရောက်ပြီဆိုရင်ဒါငါးထုပ်ရေစိန်ထားလိုက်မယ်နော် ခဲ့ဘယ်နှလုံးပြီးတော့နှလုံးပါတော့ဒီလိုရဲ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 လေးကြည့်လာဟာတော့ဖက်ကမိုးဝင်းကားဆိုငါနဲ့ချက်တဲ့မိုးဝင်းကားမှာမိုးဝင်းကားလို့လူတွေကထင်ကြပါတော့အဲ့လိုမဟုတ်နေရာဒေတာလိုက်ကွဲပြီးတော့ချက်နေတွေကပြောင်းတယ်နိုင်လို့ရဆိုလို့ရှိရင်ဘာလို့ငါနဲ့မချက်လဲဆိုရင်ငါရှားတယ်ရင်တော့ငါဆိုဆိုတာကမြိုင်ကသူ့ရဲ့အကိုတွေကိုစားစေခြင်းလို့ဆိုပြီးဒီကနေ့ငါစားနေတယ်ဘူးလေးနဲ့တိတ်ပြီးပို့ပေးရတာတော့ငါတလောက်ဆိုလို့ရှိရင်ဒီကနေ့နှက်ပြီးတော့မှ ူရက်ထည့်ပြီးတော့ရွာပို့တာလို့ငါ၆တော့အဲ့လိုပို့ရတာငါအဆိုကြီးကိုလက်လက်ဆက်ဆက်စားဖို့ဆိုတော့ရှားတယ်အခုမှသာလင်လေပခုတ်ကူတရားကြီးကစောက်ပြီးမှသာလက်မဆက်သွယ်ကြီးကအဆင်ပြေတာမနှက်ခင်းပြန်ရင်ညနေရောက်တာမျိုးပေါ့အရင်တော့ဆိုလို့ရှိရင်ဇက်ကူရတာညတို့ရွာပြန်ပြီဆိုလို့ရှိရင်ဇက်တိကူရတယ်ပခုတ်ကူမှတညအိတ်ကရတယ်ပြီးတော့မှရွာကိုဆက်သွားရတယ်ဆိုတော့အချိန်နဲ့နှောင့်နေတော့ငါအဆိုလက်လက်ဆက်ဆက်တဲ့ဘိုးဆိုရင်တော့အဆင်မပြေဘူးပေါ့နော်ရေခဲရိုက်မျိုးအခုတောင်မှအခုရေခဲရိုက်တွေပေါ်လာလားလား ငိုးနေရတယ်တက်တော့နေလီခိုင်းနေတာသူ့ကိုရိုက်နေရလည်းမဟုတ်ဘူးငါအန်အော်တော့နေလီလာအတန်တော့မပြောင်းဘူးနေဒီမှာပိုင်နေသည်အင်းနေပြန်နှလုံးမဲ့လားဦးလေးကပြောနေတာကြောက်လေးကိုဖောက်ထည့်ပူစားကောင်းတယ်တဲ့ကြောက်ဝရှိရဆိုတော့ထည့်လိုက်မယ်ဒါကတော့ပစွန်ကြောက်ထည့်ပါလေ စားထက်ဒါငန်းပြားကြီးထည့်ပါတယ်။ပွက်တဲ့ချိန်မှာထည့်ပုံမှုရအောင်။ခက်ခါချက်သားမဟုတ်နော်။ဒီတော့ဒီခင်းရချက်တဲ့အခါမှာဆန်နွဲ့မထည့်ရအောင်နော်။ဘာလို့လဲဆိုတော့ဆန်နွဲ့နဲ့နာမှာဆိုလို့စီချက်ထဲမှာပဲဆန်နွဲ့ကိုထည့်လိုက်တာ။ပြီးတော့မှအိုက်ဆီဂျင်လေးနဲ့ထည့်စားမှာပေါ့။ဒီခါလေးမှုေလိုက်လည်းရတယ်။မမှုေချင်ဘူးဆိုရင်စီချက်လေးမြုပ်စား။ချက်ဥဖောက်ထည့်ပါတယ်။ပိုကောင်းအောင်မှာ။ကဲဖဲစိတ်မို့ထည့်မယ်။ ပဲစိတ်မုံမြန်တော့ထက်ပြီးတော့ဒါအဆက်မပြတ်မှွေပေးရတော့မှာပေါ့နော်။ညိုင်းပြုတ်ခါတဲ့မပြောဘူး။မဲမှကြောက်လို့ဆန်းနှွမ်းနဲ့ပြုတ်လိုက်။โอเคရှယ်ပါပဲရှင်။ပဲစိတ်မနဲ့ကမှွေတက်ပါတော့။ငါအောင်ဆိုလို့ရှင်လည်းဒီမှာတော်တော်လာနေပြီ။အပြည့်နေသားဆိုလို့ရှင်လည်းဒီနေသားအဆင်ပြေတယ်။အတော့ဒီမှာလေးကြက်ဥလေးနဲ့ဆိုတော့တို့တာ။ကြည့်ရမယ်စားတတ်ကြရလေ။တိုးတက်လာတိုးတက်လာ။နော်။အဒီတင်းတင်ပေးရုံနဲ့မဟုတ်တော့ဟင်းချက်နေတွေပါတင်ပေးတယ်။ကဲတရားဆိုလာ။ဖြန့် ညတို့ရောက်မှဆိုလို့ရှိရင်လေမုံပတ်ကိုအလုံးတို့တို့ကိုတုံးကြရတယ်ဒီမှာကျတော့အဆင်မပြေတာနဲ့တည်းမုံပတ်ချောက်လေးကိုတုံးလိုက်တာပေါ့နော်မုံပတ်ကကျတော့ရေကိုကြကြစိန်ထားဆိုတော့သူခဏလေးပဲပြောပြတာပေါ့နော်ပြီးသွားလို့ရှိရင်ရေကိုအထက်ထက်ဆေးပြတာပေါ့ဒါကဆရာဦးရွှေဝင်းဦးနိုင်ဝင်းအမဟိမာရောလည်းတပွဲတော့ပေါ့သူကရှင်းပြတော့

要怎么来洗？倒呢？倒呢？

ယ်ရီတုတ်တော့ကကြတော့မြန်လို့ဟာငပီတောင်းလေးရဲ့မြို့သီးအချက်မှုန့်လေးနဲ့ဂူတီရဲ့ပဲချက်မှုန့်လေးသုံးပြထားတယ်ပြီးရင်တကယ်လို့ကိုကစီစီလေးကြိုက်တယ်ဆိုရင်စီလေးပပလေးထက်စီထဲတာမကြိုက်ဘူးဆိုလို့ရှိရင်ရေလေးနည်းနည်းလေးထည့်ပြီးတော့နယ်ပြီးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီပဲချက်မှုန့်နဲ့မှုမှုလေးရဲ့ဆက်ဆက်ကလေးနဲ့တော်တော်လေးစားကောင်းတာပေါ့နော်မြန်လို့ရင်ကပဲချက်ပုံကဆောင်းကိုဆောင်းထားတယ်ဒီနေ့နှစ်ခါလောက်တော့ပါကြတယ်ပေးရပြီးပေါ်ရချင်လို့ပေးရတယ် ိန်းလည်းမနိုင်ဘူးမင်းတို့ရေတော့ဆက်တင်မစားနဲ့လို့ပြောလည်းမရဘူးသူတို့တော့လည်းနည်းနည်းစားကြတယ်။ညာပြောတာပြောတာဆက်အရင်စားလိုက်တဲ့ခံလို့ပေါ့။အရင်စားရတယ်လို့ပေါ့။ဒီလည်းတော့စားကြတယ်။ဒီတော့ဆိုရင်ညာကဖက်နှစ်ဖက်လောက်စားပြီးတော့သူရကတော့စားကြတယ်။ ကဒီနေ့တော့ကတော့လောက်ပါပဲရှင်။ညနောက်ပတ်ဒီမှာဆိုလို့ရှိရင်လည်းဘယ်လိုဟင်းလေးချက်စားပြမလဲ၊ဘာလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြပါဦးနော်။ညရဲ့ video လေးကိုအဆုံးထိကြည့်ပေးကြရအောင်လဲ။ကျေးဇူးများကြီးတရှိပါရဲ့ရှင်။